မြန်မာနှူးကိုလူတက်မှုနဲ့တရားစွဲမဲ့ကိစ္စကိုထိုင်းအစိုးရဥပဒေအကြံပေးဖွဲ့ကပယ်ချလိုက်ပြီဖြစ်ပါတယ်ခွန်ပါတာရဲ့ပေးပို့မှုမှာရှုစားနိုင်ပါတယ်ခင်ဗျာထိုင်းနိုင်ငံတောင်ပိုင်းလက်ကျုံမှာဗြိတိရှ်နိုင်ငံသားနှစ်ဦးအသက်ခံရမှုနဲ့မြန်မာနိုင်ငံသားနှစ်ဦးဖမ်းဆီးပြီးရဲတွေကတရားစွဲဖို့တင်ထားတဲ့အမှုကိုထိုင်းအစိုးရဥပဒေအကြံပေးအဖွဲ့ကပယ်ချလိုက်ပါတယ် ထိုင်းရဲတပ်ဖွဲ့ကတရားစွဲဖို့တင်ပြချက်တွေဟာမပြည့်စုံတာကြောင့်စွဲချက်ကိုပယ်ချလိုက်တာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ထိုင်းမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့လည်းဒီမှုနဲ့ပတ်သက်ပြီးရဲတွေဘယ်လိုကန့်တွဲဖြေရှင်းမလဲဆိုတာဆက်လက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့အော်တိုဘားလ၈ရက်နေ့ကပြောပါတယ်။အဲ့လောက်ဖတ်လို့ကစိတ်ကခောက်ပါညာနဲ့ရဲတွေကဖမ်းဆီးထားတဲ့တန်တရားရှိသူတွေကိုဒူဒူရတင်ရထိုက်တဲ့အခွင့်အရေးတွေကိုအကောင်တော့အသိပေးထားပုံမရပါဘူး။အလုံးကိုရဲတွေကပဲစီစဉ်ပေးထားပါတယ် လက်ရှိမှာသူတို့ရှေ့နေတူဦးနဲ့ဘာသာပြန်တူဦးကိုလည်းစီစဉ်ပေးထားတာပါကျွန်တော်တို့သိရတလောက်ကတော့ဖန်ဆီးထားတဲ့သူတွေဟာဒါတွေကိုသူတို့နားလည်ပုံမရှိပါဘူးရဲတွေကအဆဆအယယာကိုစီစဉ်ပေးထားတာဖြစ်တယ်လို့ပြောပါတယ်ရဲတွေကတော့ဒီအမှုနဲ့ပတ်သက်ပြီးဖြစ်ကလေးဆန်ဆန်ဆန်စစ်ဆေးမှုတွေကြောင့်ဒီပြဿနာကိုမမှန်ကန်ကန်ဖြေရှင်းဖို့သူတို့အပေါ်ဖိအားပေးမှုတွေတိုးလာနေတာပါ ဒါပြင်ရဲတွေကဖမ်းဆီးထားတဲ့မြန်မာအလို့သမားနှစ်ဦးဟာခရီးသွားဗြိတိရှ်ဆွန်တွဲကိုတတ်တယ်လို့ဝန်ခံထားကြောင်းပြောပါတယ်ပြီးတော့ DNA စစ်ဆေးချက်တွေဟာလည်းဟာနာဝီထရစ်ကိုပေါ်မှာတွေ့ရှိတဲ့ DNA နဲ့ကပ်ညီမှု ရှိတယ်လို့လည်းပြောပါတယ်အလို့သမားတွေအနေနဲ့တော့ဒူးတတ်မှုပြုတ်ချင်မှုတွေကြောင့်အကယ်လို့သူတို့တွေကအပြစ်ရှိကြောင်းတွေ့ရှိမယ်ဆိုရင်တော့ဒေတာအထစ်ပြစ်ဒဏ်ပေးနိုင်ပါတယ်ထိုင်းမျိုးသားလူ့အခွင့်အရေးကော်မရှင်ကဒီအမှုနဲ့ပတ်သက်ပြီးရဲတွေဘာသာပြန်ခေါ်တဲ့နေရာမှာအမှားတွေရှိတယ်လို့ထောက်ပြသွားပါတယ် เรื่องล่ามเนี่ยคาใจมากเลยเพราะว่าเนื่องจากဘာသာပြန်ကိစ္စတော့စိုးရိမ်မှုတွေရှိပါတယ်။တန်တရာရှိသူတွေကရခိုင်တိုင်းရင်းသားတွေဒါပေမဲ့ဘာသာပြန်သူကမွ슬င်တယောက်ဖြစ်ပါတယ်။ဒီလူမျိုးနှစ်ခုကနှစ်ဖက်အကြားမှာရှုပ်ထွေးတဲ့ပြဿနာတွေဖြစ်ပွားခဲ့တဲ့လူတွေပါ။ဒါတွေကလည်းရဲတွေအတွက်အရေးကြီးတဲ့ကိစ္စဆိုတာကျွန်တော်ပြောခဲ့ဖူးပါတယ်။ဒါပေမဲ့သူတို့ပြောတယ်ဒီဘာသာပြန်ကိစ္စဟာသူတို့အခုဖြစ်ရှင်းဖို့စူးစမ်းနေတဲ့အမှုနဲ့စိုးရိမ်ရမယ့်အခြေအနေမျိုးဖြစ်လာဖို့မထင်ခဲ့ကြောင်းပြောပါတယ်။ ထိုင်းနိုင်ငံတရားရေးဝန်ကြီးဌာနရဲ့မှုခင်စေတိတ်ပန်ဌာနညွန်ကြားရေးမှူးဒေါက်တာဖွန်ထင်းနဲ့ထိုင်းသတင်းဌာန ASTV တို့မြန်မြန်ချက်တဲ့အထက်မှာအခုအမှုမှာမှုခင်ဆရာဝန်ကိုမတုံခဲ့တာဥပဒေအတိုင်းအဖွဲ့သုံးဖွဲ့ဆောင်ရွက်ရမှာဖြစ်ပေမဲ့ရဲတပ်ဖွဲ့တစ်ခုတည်းလုတ်ပြီးမှုခင်ဆရာဝန်တက်တဲ့အထောက်အထားတင်စီတဲ့အဖွဲ့မပါဘူးလို့လည်းထောက်ပြထားပါတယ်။ DNA စစ်တာဟာလည်းသူတို့တတ်မှတ်ထားတဲ့စေကန်းချက်တွေနဲ့မကန့်ညီဘူးလို့လည်းပြောပါတယ်။အမှုစပီးစစ်ဆေးကတဲ့ကတေချာရေရတဲ့အချက်ဘာမှမရှိပဲတရားခံတွေပဲထုတ်ပြန်နိုင်ခဲ့တာတခုပဲရှိပြီးကြံတာဘာမှမရှိဘူးလို့ပြောပါတယ်။အခုအမှုဟာပုံဖြက်ဖုံးကွယ်မှုတခုလို့ပြောပြီးသူသာပါဝင်ခွင့်ရမယ်ဆိုရင်အခုလို့ပြဿနာဖြစ်မှာမဟုတ်ဘူးလို့ပြောပါတယ်။ကျွန်တော်ခွန်ပါတာပါ။